နမောတတဘဂဝတော်အရဟတော်တမန်တံဘုဒတသရဏနှစ်2569ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်အတွက်မဟာသင်းညာစာဟောစရံကြီးနေဂျိုးအခွဲစည်းတို့ရဲ့သဘောခရစ်နှစ်2025ခုနှစ်ဧပြီလ13ရက်1386ခုနှစ်နောက်တစ်ခုလစုပ်တရနေ့တနင်္ဂနွေနေ့ဒီမဟာတကြံအကျိုးနေ့ဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ် ဧပြီလ14ရက်1386ခုနှစ်နောက်တစ်ခုလဆုံး2ရက်တနင်္လာနေ့မြန်မာစံတော်ချိန်နနက်6:38နာရီ38မိနစ်20တစ္စကအချိန်တွင်မဟာတကြံကြာဤခရစ်နှစ်2025ခုနှစ်ဧပြီလ15ရက်1386ခုနှစ်နောက်တစ်ခုလဆုံး3ရက်အင်္ဂါနေ့ဟာမဟာတကြံအကြက်ရံဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ်ဧပြီလ16ရက်1386ခုနှစ်နောက်တစ်ခုလဆုံး4ရက် ဗုဒ္ဓဖူးနေ့မြန်မာစံတော်ချိန်နနက်10:24မိနစ်၄စက္ကန့်အချိန်တွင်မဟာသင်းညာတက်၏ထို့ကြောင့်18ရက်4လ2025ခုနှစ်ကြာစာပတိနေ့နှောင်းတကူးလဆန်း9ရက်နေ့ဟာနှစ်စန်းတရက်နေ့ဖြစ်ပြီးထိုနှစ်အား1368ခုနှစ်ဟုခေါ်တွေ့စေ၏1368ခုနှစ်တွင်အတ္တဟာသောနေ့မှာဗုဒ္ဓဖူးနေ့ဖြစ်ပြီးတနင်္လာသာသမီများပုတ်၏ ဤကမဟာတရားဟောသည်1389ခုနှစ်အတွင်းလူအများပြုလုပ်စေလိုသည်ကမဟာတရားကြပြီးနောက်ရက်သို့မဟုတ်နှစ်စန်းတရက်နေမှာဥကောင်စီခြင်းပြုလုပ်ရန်နဲ့မင်္ဂလာအခါယူလိုစေပါ၏ပုံမှန်ဆိုရင်တော့ဆရာတို့အဲမဟာတရားကြပြီး24မိနစ်နဲ့ဒီမှာဆို၄ဆက်ကန့်ကြရင်ဥကောင်စီခြင်းပြုလို့လို့ရှိရင်ကံကောင်းစေပါတယ်တို့တော့ဆရာမိတ်ဆွေများယူရလွယ်အောင်နဲ့နှစ်ရက်အစပထမရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့ကိုဆရာကတော့ယူရှယ်ပေးလိုက်ပါတယ်ခင်ဗျာ ဒါကြောင့်ဥကောင်းစေးစေဖို့ပါလေခင်ဗျာဥကောင်းစေးရခြင်းအကျိုးမှာနံပါတ်1အနာရောဂါကင်းရှင်းခြင်းနံပါတ်2အဆိုးများကိုဖြေဖျောက်ခြင်းနံပါတ်3ဂျိုဆိုးများနဲ့ပါပါဂျူအမြန်များကိုဖယ်ရှားနိုင်ခြင်းနံပါတ်4တမာဒီဝနှကောင်းနှမျက်များဤမအဆဆောက်ရှောက်ခြင်းနံပါတ်5လိုရာတောက်စုပြေဝခြင်းစသောကောင်းကျိုးချမ်းသာများကိုရရှိစေသောမင်္ဂလာအခါဖြစ်၏ ထို့ကြောင့်ရှေ့မြန်မာပြည်ရင်များသည့်ဥကောင်းစည်းချင်းမင်္ဂလာပြုလုပ်ကြောင်းကိုလည်းတမိုင်းမှာအထင်ရှားတွေ့နိုင်ပါတယ်။ရှေ့ဆရာကြီးများရဲ့အဆိုအမိန်များအရာမှာလည်းတရကများစွာရှိကြောင်းပြောပြလိုပါတယ်ခင်ဗျာ။ဒါကြောင့်မိဘမိတ်ဆွေများအနေနဲ့ဥကောင်းစည်းချင်းမင်္ဂလာ ပြုလုပ်ရန်ဆရာအနေနဲ့အကြံပြုလိုပြီးနှစ် S ရဲ့အစရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့နနက်9:00နာရီမှနေ့လယ်7:00 34မိနစ်အတွင်းမှာပြီးစီအောင်ဆောင်ရွက်စီလိုပါတယ်ခင်ဗျာ။ဥကောင်းစည်းချင်းဆိုတော့ဒီမှာ ငွေဖလားတဲ့ကိုဥကောင်းစီးတဲ့အခါငွေဖလားတဲ့ကိုတယောနှစ်နန့်သာကြီးများရောဆက်ခါယဒနာသုံးပါးကိုအာယုံပြု၍အနန္တောနန္ဒငါးပါးကိုဥထိတ်ကြီးရှင်ကိုပြီးတော့တောင်းစုပြုပြီးတဲ့အခါမှာဥကောင်းစီးရပါတယ်ထိုနေ့ဟာနှစ်တနည်းရဲ့အစပထမရက်တရက်ဖြစ်သဖြင့်မိတ်ဆွေတို့ဤလောဘဒေါသမောဟများကိုထိမ့်ချုပ်၍မေတ္တာဘာဝနာတရားစီဖျံခြင်းပေးကန်းစွန်ကြဲခြင်းနဲ့မိမိတို့နိုင်ရာတိလာစောက်တည်ခြင်းများကိုပြုလုပ်စီလိုပါရခင်ဗျာ။ အစာကောင်းမှအနောက်သေးကြမည်ဆိုတဲ့ဆိုရိုးရှိတဲ့အတိုင်းထိုနှစ်ဟာနှစ်တစ်နှစ်ရဲ့အစနှစ်ဆန်းတရက်နေ့ဖြစ်သဖြင့်ထိုနှစ်မှာထိုနှစ်မှာနှစ်ဆန်းတရက်တရက်ထဲမှာအထူးသဖြင့်မိတ်ဆွေတို့ထိခိုက်ရန်စကားများခြင်းအမှုကိစ္စများယုံကလနာဆိုင်ရာကိစ္စအဝါဝါတို့ကိုဖြည့်ချင်းချင်းဆောင်ရွက်ခြင်းပြုလုပ်ရန်မတင့်မဲနဲ့ထိုနှစ်ကိုထိုယာတွေမပြုလုပ်စီဖို့တို့အထူးဂရုစိုက်စင်ခြင်းဇေလိုပါဤ ထို့ပြင်ထိုနေ့မှာဥပုပ်တီလာစောက်တည်ခြင်းပေးကမ်းဝေမြဒါနပြုခြင်းကောင်းသောမင်္ဂလာစကားများကိုနမိတ်ဆောင်ပြောဆိုခြင်းများပြုလုပ်ကြပါကုန်အံ့လူကြီးမိဘဆရာသမားများကျေးဇူးရှိသူများအသက်ကြီးရွယ်အိုများနှင့်လူကြီးမိဘဆရာသခင်တို့အားငါးပါးသောထီခြင်းဖြင့်ယိုကျိုးကြော့လက်အုပ်မွေ၍ရှင်ကိုကာဝရာပြုခြင်းအလို့ငါမင်္ဂလာတရားတော်နှင့်လည်းညီပါပေတယ်ခမရထီခြင်းငါးပါးဆိုတာရှေလနှစ်ဘူးတထောင်ဒူးကိုထီပြီးတော့ ဥခိုက်စေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာထိုသူလူနဲ့မြမအရိယာပုဂ္ဂိုလ်သူတော်စင်တို့ရဲ့ဆောင်မကြည့်ချူစောက်ချောက်ခြင်းခံရတတ်ပါတယ်ခင်ဗျာမိဘဆရာသမားတို့၏ချီးကျူးထောပနာဆုတောင်းမြတ်တာပြုခြင်းကိုရရှိနိုင်သဖြင့်ထိုနှစ်ဟာထိုသူပြုလုပ်သူအတွက်အဘယ်မှာအဆိုးရှိနိုင်ပါလေဤကားနှစ်တစ်နှစ်ရဲ့နှစ်ကူအခါသမယ၌တစ်နှစ်မှာတကြိမ်သာပြုလုပ်လို့ရသောမင်္ဂလာဖြစ်ပြီးဒုက္ခိဒုက္ခမင်္ဂလာကောင်းကျိုးအဖျားဖျားနှင့် ပြည့်စုံစေလိုကြောင်းဆရာကတတ်တည်သူပြောပြလိုက်ပါတယ်ခင်ဗျာဆရာငယ်ဖြစ်ပါတယ်ခင်ဗျာထပ်မံပြီးတော့ဆရာက1388ခုနှစ်အတွက်မြန်မာပြည်ဂျိုးအဖွဲ့အစည်းသဘောနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဂျိုးအဖွဲ့အစည်းတွေကိုရွတ်ဖတ်ဟောကြားတဲ့အခါမှာဂျိုးကြီးများရဲ့သဘောများဟာရှေ့ဆရာကြီးများရဲ့နီးနာအတိုင်းကိုယူဆထားတာဖြစ်ပါတယ်ခင်ဗျာတချို့ဂျိုးနေရာအထားသူအလွဲအမှားလေးရှိခဲ့ပါကဆရာရဲ့ စေတနာအပြစ်သာဖြစ်ပါစေတော့မပြေတော့ဦးဘောင်ခတ်တယ်လို့မှတ်ပြီးဇီလိုပါရယ်ခင်ဗျာ1389ခုနှစ်အတွက်မြန်မာပြည်ဂျူအဖွဲ့အစည်းနေနေအရှင်ဂျူခုနှစ်လုံးထဲတွင်1389ခုအုပ်စိုးသောဂျူများမှာဗုဒ္ဓဘူးဂျူကနနီယာတနင်္ဂနွေဂျူက3နေရာနဲ့အင်္ဂါဂျူတောက်ကြဂျူစနေဂျူတို့အတီးတီးပါဝင်လာကြပါရယ်ခင်ဗျာ ထူးခြားစီကဒီနှစ်မှာကြာစာပရိချူမပါဝင်လာပါဘူးကြာစာပရိချူမပါဝင်လာတဲ့အတွက်ပညာရေးဆိုင်ရာကိစ္စရပ်မှာတိုးတက်နိုင်စရာတော့မရှိပါဘူးထို့တူ၎င်းချူမပါဝင်လာခြင်းကြောင့်ပညာရေးဆိုင်ရာလုပ်ငန်းများဘဏ်လုပ်ငန်းများဘာသာစကားသင်တန်းနဲ့ပတ်သက်သောအရာများလူမှုရေးဆိုင်ရာကိစ္စများအားနည်းစိတ်တက်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာထို့နှစ်မှာပဲပဲပြောင်းနှံ့အဆရှိသောခြံထွက်တွေတွင်းထွက်ပစ္စည်းတွေ ရှံထွက်လေယာထွက်ကုန်ကြီးဈေးကောင်းတက်ပါတယ်ခင်ဗျာမီးပေးတကိုးပေးမုန်တိုင်းပေးမိုးလေရာသီဥတုမှန်မှန်ချင်းပေးအဆရှိသောအရာများကြောင့်စိုက်ပျိုးသီးနှံများရှားတက်ပါတယ်ခင်ဗျာလက်မှုလုပ်ငန်းများအိမ်သွင်းမှုလုပ်ငန်းများဘာသာရေးဆိုင်ရာကိုးကွယ်ယုံကြည်မှုများလောကီပညာရများပုံမူကျယ်ပြန့်စွာထွန်ကားနိုင်သောနှစ်ဖြစ်ပါတယ်အမှုပညာလုပ်ငန်းများဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းများပုံမူကျယ်ပြန့်စွာထင်ပေါ်လာနိုင်တော်လဲတစ်ဖက်တွင် အသိပညာရှင်များအတတ်ပညာရှင်များတဖြည်းဖြည်းတိမ်မြုပ်ပျောက်ွယ်လာနိုင်ပါတယ်။ဂျားဖြတ်ပြောလို့တာက1989မှာဂျာစာပရီဂျိုမပါဝင်လာတဲ့အတွက်ကြောင့်မလို့မိ쇠တို့အနေနဲ့အုံနောက်ညာအားနေတဲ့သူတွေစဉ်စားတွေးခေါ်မှုအားနေတဲ့သူတွေဟာစီးပွားတက်ရှင်ကိုအားနေစီတက်ပြီးတော့ဉာဏ်ပညာအတွေးခေါ်ရှိရှိလုပ်ရင်ခန္ဓာကိုယ်ခွန်အားကိုစူးစမ်းပြီးအသုံးချခြင်းထက်ဉာဏ်ပညာကိုအသုံးချတော့သူပြီးရှေ့ကိုတာပြီးတော့ရောက်နေပါတော့အတေချာပဲဖြစ်ပါလေခင်ဗျာ ထို့သူဗောမန်တွင်းထွက်ပစ္စည်းများတက်ထုပစ္စည်းများတဘာဝဓာတ်ငွေဆိုင်ရာလုပ်ငန်းများများစွာတိုးတက်နိုင်ပြီးရေထွက်ကုန်ပစ္စည်းများယင်ဆက်ပစ္စည်းများနိုင်ငံခြားခရီးသွားဆိုင်ရာလုပ်ငန်းများ OA ချမ်းမြေနေရာထိုင်ခင်းမီယာအပြောင်းရွှေ့များများစွာ ဖြစ်ထွန်းတတ်သောနှစ်တစ်နှစ်ဖြစ်ပါれ။အုပ်ချုပ်မှုစနစ်များဥပဒေဆိုင်ရာထုံးဖွဲ့မှုများအများပြုပြင်ပြောင်းလဲအများအပြားပြုပြင်ပြောင်းလဲနိုင်ပြီးအကောင့်ဘတ်တို့ဥတည်သွားနိုင်ပြီးတင်းကျပ်မှုများ ်ဖြီရော့နိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။အင်္ဂါဂျူနဲ့တနင်္လာဂျူတို့ပြန်လည်ပါဝင်လာခြင်းကြောင့်အစမှအခက်အခဲများစွာကြုံရနိုင်တော်များလဲအဆုံးတက်မှာတော့မိများပြင်ခက်ခဲစေကမူအေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့စိတ်လုံခြုံမှုကိုပေးခြင်းကိုဥတည်သွားနိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခမရ။ဤက1388ခုနှစ်အတွက်ဂျူအဖွဲ့အစည်းနဲ့ဖော်စရန်ပြီး ဆရာအနေနဲ့ကြားဖြတ်ပြောလို့သူကယခုဟောစတဲ့ကအကောင်းမြင်ဝါဒကိုဥတည်ပြီးဟောကြားထားတာဖြစ်တဲ့အတွက်ဆရာမိတ်ဆွေတို့အနေနဲ့ဟောစတဲ့ကိုဟောစတဲ့မြဖြစ်ပါကြောင်းနဲ့ဒီက1389ခုနှစ်အတွက်ဟောစတဲ့ဖြစ်ပါကြောင်းဆရာမိတ်ဆွေတွေအားလုံးကိုအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာအဲဒီ1389ခုနှစ်မှာမိတ်ဆွေတို့အနေနဲ့အဲခொနရသားခொနရသားသမီးအပေါင်းတွေကအဲနေသားအားလုံးပေါ့ခொနရသားရှစ်ရသားသမီးတွေအားလုံး ဝိပယာမှန်သမျှဝေးกว่าကြပါစေဒါအပြင်ဒီ1389မှာစတည်ပြီးတော့ဇာတို့လူမျိုးတီတီဘာသာတီတီတိုင်းပြည်မှာရှိတဲ့လူတွေတီတီကဘာမှာရှိတဲ့လူတွေအတီတီအားလုံးဘေးပယာမှန်သမျှဝေးกว่าကြပါစေကြောင်းဆရာငယ်မိသားစုနဲ့တကွာအားလုံးကိုဆုတောင်းမြတ်တာထောပနာပြုလိုက်ပါတယ်ခင်ဗျာအဲဒုဗိတ္တန္တရကတတ္တန္တရကယောဂကန္တရကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးပြီးတဲ့အခါမှာတူဥပေါ်တူအကျဉ်းနာနဲ့မေတ္တာနဲ့ထားနိုင်ပြီးတဲ့အခါ ဒီနှစ်ကို1368မှာစတင်၍နှစ်ပေါင်းများစွာတိုင်ဗိဗီယာမှန်မြဝေးကွာလို့ကောင်းကျိုးအပြပြပြည့်စုံကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းဖော်ပြနာပြုတာလိုက်ပါတယ်ခင်ဗျာ